ကလေးငယ်တူစိတ်မောင်းတဲ့ကိုပြစ်ချခဲ့တဲ့အရာတရင်နဲ့တက်လာတယ်ဗျာကျွန်တော်ကြည့်ပြီးတော့ကျွန်တော်စိတ်မကောင်းအောင်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီကလေးငယ်ကိုဒီလမ်းသွားလမ်းလာတွေကမကယ်ဘူးဆိုလို့ရှိရင်ဒီကလေးငယ်ရင်းနေပြီးတည်ရင်တေးလောက်တယ်ဗျာအားလုံးမင်္ဂလာဗျာဒီနေ့မှကျွန်တော်မိတ်ဆွေကိုမျှော်ပေးခြင်းနဲ့အကြောင်းအရာလေးရတော့ကလေးရှိတဲ့မိဘရဲ့အနေနဲ့အရန်ကိုမှကြည့်တဲ့နေဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ရစေမောင်းထဲမှာဆိုရင်အသက်တစ်နှစ်ခွဲခန့်ကလေးငယ်ကိုလာရောက်ပြီးတော့ဆွန့်ပစ်သွားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် လာရောက်ပြီးတော့ပြစ်သွားတဲ့သူပါဆိုရင်တော့မိဘတွေမဟုတ်ပဲねဒီကလေးကိုတခြားတနေရာခိုးယူလာပြီးတော့ဒီစင်နောင်းနေမှာလာရောက်ပြီးတော့ဆွပစ်သွားတာပဲဖြစ်ပါတယ်လာရောက်ပြီးတော့ဆွပစ်သွားတဲ့သူပါဆိုရင်ကျွန်တော်တို့ကဘိုက်ကြီးတဲ့အမျိုးသမီးတယောက်လို့ဒါသိရတယ်ပေါ့နော်ဒီဗီဒီယိုလေးနဲ့ဒီကိုကျွန်တော်နောက်မှလည်းတော့ကျွန်တော် monthly တိုင်းမေးချလာမျိုးနေရပျောက်ဆုံးနေတဲ့ grade 3ကျောင်းသူလေးရဲ့ဒါအကျိုးဆောင်ကိုပြန်လဲတွေးရှိရဆိုတဲ့ကျောင်းလေးကိုလည်းပြောပြပေးခြင်းပါလေ။ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးလိုက်ပါကြည့်ရှုပေးပါအောင်နော်။ကလေးငယ်သူကိုစိန်မောင်းထဲကိုပြစ်ချခဲ့တဲ့အရာတလေးနဲ့တက်လာတယ်ဗျာ။ကျွန်တော် 记不得讲什么讲，哦，八百六十路线的隔离那个地，两道两道的呀，冇改步十六线的隔离安全的比电影对老多呀，哦，冇你侬话，昨那十点的嘛，大晴天，铺路布在几啊平方，哦，山峦达酷片嘛，隔离个低压锅，山毛菜个，哦，嘛别拆开的，哦，别拆开的，也嘛，两道两道的呀，堆了一堆，隔成开的呀，哦，阿爷阿爷侬说对呀，冇错，第隔离个别开的，阿苗头米个高温上路来标了一点，隔离个两边嘛嘞，哦，所以就上路把来路标了一 အဲ့ဒီတစ်ခဲ့တဲ့အမျိုးသမီးကလည်းဩဒီကလူတွေတိကျမထင်နဲ့ဩပြီးခဲ့တဲ့မေလ28ရက်နေ့တော့ကဩထန်းနမင်မြို့နယ်ရိုးကြီးကျေးတာရိုးကြီးကျေးရွာဖက်ကသုံးနှစ်အရွယ်ကလေးလေးကိုနားဖြတ်ပြီးတော့မှငကက်ယူပြီးတော့မှရေမြောင်းထဲမှာဆွန့်ပစ်ခဲ့တဲ့ဘိုက်ကြီးတွေဖြစ်နိုင်တယ်လို့လည်းဩတတ်ဆိုင်တတ်ဆိုင်ရာတွေကပြောတာတော့သတင်းထဲမှာကျွန်တော်တွေ့ရတယ်ဗျာဩအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘာလို့ကျွန်တော်အဓိကပြောချင်လဲဆိုလို့ရှိရင်ကလေးငယ်တွေကိုအဆောင်တွေဆွဲကြိုးတွေပေးတဲ့အရာနဲ့ပတ်သက်ပြီးကျွန်တော်ဩပြီးခဲ့တဲ့လတော့မှကျွန်တော် မူဂျိုချောင်းတစ်ခုရောက်တယ်ရောက်တော့ကလေးငယ်တယောက်ကကျမ်းမာရေးမကောင်းတဲ့အခါမှာသူ့ရဲ့လက်ဘေးမှာဆွဲကျိုးဆွဲထားကြတော့တွေ့ရတယ်အတွေ့ကျွန်တော်မေးတာပေါ့နော်ဘာလို့ဒီဆွဲကျိုးဆွဲတာလဲလို့ကျွန်တော်မေးကြည့်တဲ့အခါမှာဟုတ်တယ်ဒီကလေးကကျမ်းမာရေးမကောင်းတဲ့အတော်ကသူ့ကိုဆရာတွေကတဲ့ဆရာတွေကဘယ်ဆရာရဲ့ကျွန်တော်မသိဘူးဗျအပေါ်လန်းလားအောက်လန်းလားပရောကဆရာကြီးလားဘာလဲလို့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အဲ့ဆရာတွေကျွန်တော်ဝေဖန်ချင်တာမဟုတ်ဘဲနဲ့ကျွန်တော်အဓိကထောက်ပြပေးချင်တဲ့အရာကိုကျွန်တော်ပြောတော့ပြီဗျအဲ့ဆွဲကျိုးကိုလာကျွန်တော်မေးတဲ့အခါမှာအပိုင်လို့ကိုလာဆိုတော့ဆရာတွေကဒီကျမ်းမာရေးအတော်ဒီရွှေကိုဝေးရမယ်ပြောလို့ ဟိုဝစ်ပေးထားတာလို့ကျွန်တော်ပြောတယ်ဗျအဲ့နောက်ပတ်သက်ပြီးကျွန်တော်ပြောချင်တာပါလေဆိုဒီကျမ်းမာရဲ့အတော့ရှင်ဝစ်မှာဒီကျမ်းမာရဲ့ကောင်းသွားမှာလားကျွန်တော်မေးချင်တာဗျတခြားနီလန်းတွေမရှိတော့ဘူးလားအခုလိုအချိန်ကာလမှာဗျာကလေးငယ်တွေအတွက်ရွှေဝတ်တာအရန်ကိုအန်ရများတယ်ဗျာတရင်တွေတစ်ခုပြီးတစ်ခုကြည့်လို့ရှိရင်ကလေးတွေရဲ့နှက်ကမှာဝတ်ထားနားမှာဝတ်ထားတဲ့ဟိုနှက်ကကိုလူချင်းရတာနဲ့လေဘေးမှာဝတ်ထားတဲ့စွဲကြိုးကိုမြင်ပြီးတော့မှ ။အော်တရက်ခံလေးကပြစ်မှုကျိုးလွန်ခြင်းနဲ့အရာတွေကိုနှိုးဆော်ပေးနေလို့ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်ဗျာ။တချို့ဆိုလို့ရှိရင်လည်းရှိတယ်ဗျာ။ပတ်စံရှိချမ်းသာတဲ့တထေးတွေတချို့ကြတော့လည်းဗျာ။အော်ချမ်းသာတယ်လို့မဟုတ်ဘူးဗျာ။အော်ကြွားခြင်းနဲ့ဆန္ဒတွေရှိတယ်တချို့ကြတော့အဲ့တော့ကလေးငယ်တွေကိုမလိုလားအပ်ပဲနဲ့ဆွဲကြိုးတွေဝတ်ပေးတာအော်ဆင်ပေးတာတချို့တွေမလိုလားအပ်ပဲနဲ့ကလေးတွေကိုဖုန်းတွေကင်ခိုင်းတာဒါတွေကအယမ်းအန်နေများတယ်ဗျာ။အဲ့တော့စင်ချင်ပါဗျာ။အခုသတင်းတွေက အခုခေတ်ကာလမှာတရေတွေကအများကြီးအများကြီးတက်လာတယ်ဗျာကောင်းတဲ့အရာတွေတက်လာလို့ဆိုးတဲ့အရာတွေတက်လာတယ်အထူးသဖြင့်ကလေးနဲ့ပတ်သက်ပြီးတော့မှတရေတွေလည်းအများကြီးတက်လာတယ်ဗျာအဲ့တော့မိမိကလေးတွေကိုစင်ကျင်မှာတချို့ဆရာတွေလည်းအဲကလေးငယ်တွေရဲ့ကျမ်းမာရေးအတော် တခုခုလှုပ်တဲ့နဲ့ဆိုတခြားနီးလမ်းနဲ့လှုပ်ပါဗျာဟိုဆွဲကြိုးတွေနဲ့လှုပ်တာအန်ရည်များတယ်လို့ကျွန်တော်ဟောပြောပါပေးချင်ပါတယ်မိဘတွေအနေနဲ့သင်ကန်းသာယူကြပါလို့ကျွန်တော်ပြောပါပေးချင်ပါတယ်ဗျာကျွန်တော်ဒီဗီဒီယိုနဲ့ဒီပေါ်တော့ကျွန်တော်မန္တလေးတိုင်းမိချလာမြို့နယ်ကဖြစ်စဉ်လေးတွေဆိုပြောဖတ်ပြပေးမယ်နော်ဒါတော့ဒီရဲ့ကြာပျော်ဆုံးနေတဲ့ကိုနေ့ရွယ်ကလေးကူတဲ့တေဆုံးလေးရဲ့ပြန်လည်တွေ့ရှိခဲ့တယ်နော်အလောင်းကိုလည်းငွေကွန်တုံးနဲ့ထုတ်ပြီးတော့ဆွပစ်ထားခဲ့ရတယ်နော်မန္တလေးတိုင်းနဲ့မိချလာမြို့နယ်တဲ့ဒလဟတ်တန်းကြီးရောမှာတဲ့ နေအိမ်ကနေတဲ့၄ရက်ကြောက်ဆုံးနေတဲ့အသက်9နှစ်ရမင်းကလင်းနဲ့တူတည်ဆုံးနေရတဲ့တွေ့ရှိခဲ့တဲ့ဒေတာကန်နေစီကတီးရတယ်တည်ဆုံးသူဟာဆိုရင်အသက်9နှစ်ရွယ် grade 3ကျောင်းသူတဲ့မနေ့ရက်ဒီဖြစ်ပြီးတဲ့ဇွန်လ17ရက်နေ့မနက်9နာရီခန့်တွင်ကြီးရွာတုတ်တန်အနီးမြေခုံအိတ်အတွင်းမှာတဲ့ထုတ်လျက်အနေထားနေတဲ့တည်ဆုံးရဲ့ကွန်တာတွေ့ရှိခဲ့ကြတာပေါ့နော်အစိကြောင်းတော့တဲ့ဦးလေးရဆိုရင်ဒီတုတ်တန်ကဖြစ်သွားတဲ့အချိန်မျိုးမှာကျွန်တော်ပုတ်စော်ကြီးနှံနေတဲ့အတွက်ကြောင့်မလို့တော့ကြည့်တဲ့အချိန်မျိုးမှာဖက်လက်ကိုတွေ့ရတဲ့အတွက်ကြောင့်မလို့သားလေးကိုလှမ်းခေါ်လိုက်တယ်ပေါ့နော် လာကြည့်တဲ့အချိန်မှာတော့အဲ့ထဲမှာကလင်းငယ်ဆောင်ကိုတွေ့ရတယ်တဲ့အဲ့ထဲထည့်ထားတဲ့နေသားဆိုတော့ဒါအသက်ခံရတဲ့လူသားဒီဘာခံတွေကတော့ပြောတယ်ပေါ့နော်ကလင်းငယ်ဆောင်ကိုလည်းပြန်တွေ့ရအချိန်မှာတဲ့ပုံကနေပြီးဖြစ်တာကြောင့်အသက်ခံရတဲ့နေသားနဲ့တဲ့ပတ်သက်ပြီးတဲ့ဘလိုနီးလန်းနေတဲ့တက်တယ်ဆိုတာတော့အပြေရှာလို့မရသေးဘူးလို့နော်အဆိုပါမိန်ကလင်းငယ်ဒီဆုံးမှုနဲ့ပတ်သက်ပြီးတဲ့တရားခေါင်ဖန်ဆီးရမိရဲ့အတွက်အရေးပက်ကစုံစမ်းစစ်ဆေးနေရဲ့အလောင်းကိုတော့မိလာစင်းရုံကိုတည်ယူစစ်ဆေးမှုတွေပြုလုပ်ပြီးစစ်စစ်ချက်အပြေကတော့မရသေးဘူးလို့တည်ရတယ်ပေါ့နော် အစောကခုနှစ်ရက်နေ့ညနေ3နာရီကျော်ကလေးကတဲ့မနေ့ကဒီဟာနေအိမ်ကနေကြေးရွာစတင်ရောင်းနီးမှာကစားမဲ့ဆိုပြီးအိမ်ကနေထွက်သွားရမှာနေနေအိမ်ကိုပြန်မရောက်လာဘဲနဲ့ဒါပြောင်းဆိုးနေတာပေါ့နော်ကလင်းငယ်မိဘတွေကထိုင်းမှာလုံလုံနေတာကြောင့်အဖွားဖြစ်သူအကိုဖြစ်သူတွေနဲ့နေထိုင်ပြီးကြေးရွာထဲမှာနေစဉ်ကြောင်းစိမ့်ချိန်တိုင်းမျိုးထွက်ကစားလေးရှိရလို့သိရတယ်ပေါ့နော် အဒီဖြစ်စဉ်ကတော့ကျွန်တော်ဒါမန္တလေးတိုင်းမိထီလာမြို့နယ်မှာဖြစ်သွားတာပေါ့နော်အဒီဖြစ်စဉ်ကိုကြည်ချင်းအားဖြင့်ဒါမိဘတွေကလည်းနိုင်ငံရဲ့ချားမှာသွားပြီးတော့ဒါအလုံးလုံးနေရတဲ့ချိန်မျိုးမှာဖွားဖြစ်သူတွေနေတယ်ပေါ့နော်နေတဲ့ချိန်မျိုးမှာဒီကလေးကဆိုရင်အခုဆိုရင်ပျောက်ဆုံးသွားပြီးတော့ပြန်လို့တဲ့ချိန်မှာဒါဒီဆုံးလေးကပြန်လို့တွေ့ရှိခဲ့လို့သိရမှာနော်အဒီရဲ့ဘိုင်းမှာဆိုရင်ကျွန်တော်ဒါကလေးငယ်တွေပျောက်ဆုံးတဲ့ဖြစ်စဉ်တွေကဆိုရင်အဲတော်တော်လေးစိတ်စိတ်ဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော် လုပ်ခဲ့တဲ့ရက်သက်တစ်ပတ်မှအောင်ပါလေကျွန်တော်တို့ဒါလိုင်လိုင်တာမျိုးနဲ့ယူလီကြီးတော့မှာဆိုရင်လက်တာနော်အဲကိုဝင်ဆောင်အမျိုးသမီးတယောက်အောင်ဆိုရင်ရောက်ရှိလာပြီးတော့သူကဆိုရင်အိမ်ငားချင်တယ်ပေါ့နော်အိမ်ငားချင်တယ်ဆိုပြီးတော့သူကပြောတဲ့အတွက်ကြောင့်မို့အသက်ခံရတဲ့မိကလေးရဲ့မိသားတွေကဆိုရင်ဒါအိမ်ကိုဒါဝိုင်းပြီးတော့ရှာပေးခဲ့တယ်ပေါ့နော်ရှာပေးတဲ့အချိန်မျိုးမှာဆိုရင်သူကအိမ်မှာနေခဲ့တယ်အိမ်မှာနေတဲ့အချိန်မှာကလေးငယ်လည်းရှိတယ်ကလေးငယ်ရဲ့ဦးလေးလည်းရှိတယ် အဲ့ဒါ clean ငယ်ဦးလေးနဲ့ဒီ clean ငယ်တွေကဆိုလက်ထိတ်ကိုမုတ်ထွက်စားမယ်ဆိုထွက်လာချင်းလို့မအဲ့ပိုက်ကြီးတဲ့နောက်ကလိုက်လာတယ်ပြန်တော့လိုက်ခါပြီးတော့သူကဘာလုပ်လဲဆိုတော့သူ့ရဲ့ပစ္စံအိတ်ကအိမ်မှာခြံခဲ့တယ်ဆိုပြီးတော့ဒါ clean ငယ်ဦးလေးကိုပြောတဲ့ချိန်မှာ clean ငယ်ဦးလေးကတော့ပြန်လိုက်တယ်။တော့ပြန်ရတဲ့ချိန်မှာအိမ်မှာပစ္စံအိတ်မခြံခဲ့တဲ့အတွက်ကြောင့်မို့ဦးလေးကဆိုရင်ကျွန်တော်တို့က clean ငယ်ရှိတဲ့နေရာဆိုပြန်လာတယ်ပေါ့နော်။ ဒီလိုက်ချင်မှုမှာကျွန်တော်ကလေးငယ်ကိုအဲ့အမျိုးတွေ့ကြည့်တဲ့မျိုးမျိုးရောဒါပျောက်ဆုံးနေရပေါ့။အပျောက်ဆုံးနေပြီးတော့နောက်နှစ်ရက်လောက်ကြာတော့မှကျွန်တော်တော့ဒါငွေလင်မဆက်မှုဆိုတာရှိတဲ့တရားဆင်းရငွေလင်မဆက်မှုဆိုရင်ရေမြောင်းတဲ့မှာဒီကလေးငယ်ရဲ့အလောင်းကိုဒါပြန်လည်တွေ့ရှိခဲ့တာပဲဖြစ်တဲ့ပြန်တွေ့ရှိတဲ့အချိန်မှာကလေးငယ်ရဲ့နားမှာဝတ်ဆင်ထားတဲ့ဓာတ်ပုံလေးတည်းရမရှိတော့ဘူးနော်။ အဒီပြည့်စင်တွေကိုကြည်ချင်းအားဖြစ်ပေါ့နော်ကလေးရှိရဲ့မိဘအတိုင်းကသတိထားရမယ့်အခြေအနေဖြစ်သွားပြီပေါ့နော်တဝှစ်ချင်းခါမှာဆိုရင်အကုန်လုံးဝါတာကြက်တင်းနေတဲ့အခြေမျိုးမှာဆိုရင်ဒါဘာမဟုတ်တဲ့ပတ်စံလေးနဲ့လေဒါလူတယောက်ရဲ့အသက်ကိုဒါပတ်နိုင်တယ်ပေါ့နော်ကျွန်တော်ကရွှေနှစ်ဖူးလေးဆိုတာသူတန်တသိန်းနှစ်သိန်းပေါ့နော်ဒီဟာလေးနဲ့ဒါကလေးတယောက်ကိုဒါတက်သွားတယ်ပေါ့နော်ဒီပြည့်စင်ရဲ့ဒါခုနကဒီအကူပြောပြတဲ့ဒါပြည့်စင်ဟာဆိုရင်လေဒါ ကျဲကျိုးလေးတကုံးချောင်းမလို့ခလေးကိုတိုင်စီပြောင်းလဲမှာပြစ်ခဲ့တယ်ဗောနော်ဒါပေမဲ့ဒီခလေးကကံကောင်းစွာနဲ့ပဲကျွန်တော်တို့ယူရီးယားတွဲတွဲချောင်းမလို့တကယ်စေလိုက်နိုင်တယ်ဗောနော်ကျွန်တော်ဒီအခုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေဒီကမောင်မားတွေတပီပေးချင်တာကတော့ကျွန်တော်တို့ဒါအခုချိန်မှာဆိုကိုယ့်ရဲ့သားသမီးတွေကိုဘယ်လိုဒီဇိုင်းနဲ့ထားဖို့တော့လိုပြီးဘာဖြစ်လို့လဲဆိုတော့သူ့ဘသူ့ဟိုမှာယူကြည့်လို့မရတော့ဘူးရွှေလေးတေးလေးရာအစားလေဒါခလေးတယောက်ရဲ့အသက်ကိုဆုံးရှုံးသွားနိုင်တယ်ဗောနော်နောက်မှရဘာမဟုတ်တဲ့ပတ်စံလေး မဟုတ်တဲ့ဖုံးလေးတစ်လုံးမှရပဲလေဒီကလေးရဲ့အသက်ကိုဒါနှုတ်သွားနိုင်ရတော့ကြောင့်လို့ကြည့်နေတဲ့မိတ်ဆွေအနေနဲ့ဒါကိုယ့်ရဲ့တာမီးကိုဘူးဆိုင်ကြပါဘယ်ဘဲသွားသွားဒါလွတ်မထားကြပါနဲ့ဒါအကြောင်းလေးပါကြီးသွားပြီဆိုရင်လေကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပြီးတော့သွားပြန်ကြိုးပြီဆိုရင်လေဒါကိုယ်ရင်ကိုယ်ကျလေးကြိုးစီခြင်းပါလေပေါ့နော်ဒါတော့လက်တလုံးလိုင်းမမဆိုရင်အခုဂျပန်မှာဆိုရင်ကလေးငယ်တွေကြောက်ဆုံးမှုတွေခဏခဏဖြစ်တယ်ပေါ့နော်ကြောက်ဆုံးမှုတွေဖြစ်တယ်ပြန်လို့ဆွေးမှုတွေဖြစ်တယ်နောက်ပြီးသွားလို့ရင်ကျွန်တော်တို့တော့ဒါပြန်တွေ့တဲ့အချိန်မှကြာရင်ကလေးငယ်တွေရဲ့ဒါအသက်ဆုံးဆုံးလေးရဲ့ပြန်တွေ့ရတာများတဲ့တို့ကြောင့်မလို့ ဆိုတော့ဒီဘေးအနေနဲ့ဒီဗီဒီယိုဖိုင်လေးတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုဆုံးလိုက်ပါကြည့်ရှုပေးမယ့်ပြင်ဆင်ကြရလို့ကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ဗီဒီယိုကျတော့ပြန်ဆုံပြကြပါမယ်နော်